နေညတို့ weekend sport ကပြန်လဲကြိုဆိုလိုက်ပါတယ်စနေညမှာတော့ကျွန်တော်တို့ဒီလေးပွဲတွေရွေးမယ်ဆရာကြီးကျွန်တော်ဟုတ်လားဗော fighter တွေအတွက်အကျိုးပြုလာလီဂါတွေကရွေးမယ် series ကိုတော့ရှောင်းလိုက်ပြီးတော့ကျွန်တော် premier league တွေကနှစ်ကွက်တိထုတ်ပြီးမယ်ပြီးရင်လာလီဂါတွေကအစောဆုံးတစ်ပွဲထုတ်မယ်ပြီးသွားလို့ရှင် bundesliga တွေကတစ်ပွဲထုတ်ပွဲထုတ်ဟုတ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်လာလီဂါတွေကဒီ sevilla နဲ့မာယော့ကာပွဲစဉ်ကိုရွေးချယ်ထားတယ်လက်ရှိမှာတော့ sevilla က wembley 90ပေးထားရပေါ့နော်ဒါ0.5ဝင်ယူထဲမှာပါတယ် body ဂိုးပေါင်းတယောက်2.25ထဲမှာတော့ရှိတယ်ပြီးခဲ့တဲ့ရာသီထိတ်ထိတ်တွေးဆမှုနှစ်ချိန်စလုံးကတော့ဒီနှစ်သင်းကဒီအောက်ဈေးတန်းနေအောင်ခဲ့ရလို့ပြောလို့ရမှာမာဟုတ်ကအိမ်ခွေမှာ CVLA ကို0.25ပေးတယ်အဲ့ဒီဘွဲမှာဈေးစီကြတယ်စီဗီလာအိမ်ခွေမှာမာဟုတ်ကကို0.5ပေးတဲ့ချိန်မှာတော့1-1တော့ပြန်ဖြစ်သွားတယ် လက်ရှိစီဗီလာကတော့နောက်ဆုံးနှစ်ပွဲသက်ရက်လက်ပြန်ကောင်းလာပြီပြောလို့ရတယ်ဒီနေရာမှာသူတွေးခဲ့တဲ့နှစ်သင်းစလုံးကလည်းဒီကျွန်တော်တို့ဒီဗလကာနိုတို့ဘာစီလိုနာတို့ဘာစီလိုနာတို့ဘာစီလိုနာကိုနောက်ဆုံးကစားတဲ့ပွဲဆိုရင်သူအိမ်ခွင်မှာတော်တော်ကောင်းပါပဲကောင်းတယ်နော်တော်တော်ကောင်းတယ်ဒါဘာစီလိုနာလည်းနည်းနည်းတခုတော့ရှိတော့ဟိုဟိုကစားသမားတနေတန်ရပြဿနာကြီးရှိတယ်ဆိုတော့ကြာအဲ့ဒီရဲ့ပလေးဟန်မှာကိုစီဗီလာ ိုမရှင်နိုင်ဘူးဖြစ်နေတာ CPR ပြန်တိုးတက်လာတော့ပြောချင်ပါဟုတ်ဆရာဒါကြီးရာသီစမှာနိပြတ်တင်းနဲ့ဒီနှစ်ဘွဲသက်လောက်ဒီရက်လက်ဆိုးသွားခဲ့တယ်ဆိုပေမဲ့နောက်ဆုံးဒီ၆ဘွဲမှာဆိုရင်သူ့အနေနဲ့ဗီလာရီရဲ့တသိန်းကိုပဲရှုံးခဲ့တယ်ဒီနေရာမှာတိုက်စစ်ကတဘွဲကိုအနည်းဆုံး၂ကိုတင်းထားနိုင်တဲ့ဘွဲက၅ဘွဲလောက်ရှိရှိဆိုတော့ကျွန်တော်ဒီဘွဲတင်မှာစီဗီလာရဲ့လုံအနှုံးကဟိုပို့ပြီးတော့အရာထင်မယ်လို့ထင်တယ်ဟုတ်ကဲ့တစ်ဖက်ကမော်ဂါကဒီလာလီကဝေးခွင့်၄ဘွဲသလုံးရှုံးတာလေဒီနေရာမှာရီယယ်မတ်ထွေ့အက်စပန်ယိုဆိုစီတက်ပြီးပါဟုတ်တယ်ကွဲတိုင်းကိုပြရတယ်သူ့အနေနဲ့လည်းဂိုးလည်းပြန်သွင်းနိုင် နိုင်နေပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာမာဝက်ကောင်ပြန်ကြည့်ရတဲ့လောက်ထိကတော့မာဝက်ကရဲ့လာလီကာရဲ့အဝေးခွင့်ပွဲတွေမှာသူ့အနေနဲ့ဂိုးမပေးရဆိုတော့အဝေးခွင့်16ပွဲပြန်ကြည့်မှာဂိုးမပေးရဆိုတော့ကျွန်တော်ဒီပြီးခဲ့တဲ့ရာသီမှာဆိုရင်ဒီဖလက်ကာနူရှိမယ်ကျွန်တော်တို့ဆူစီတက်ရှိမယ်ပြီးရဂီတာဖေးရှိမယ်ဒီ၃ပွဲပဲရှိတယ်16ပွဲမှာ15ပွဲလောက်ဒီဂိုးပေးနေရတဲ့ခန်းစစ်အကြောင်းကိုလက်ရှိတိုက်စစ်ပိုင်ကောင်းနေရဲ့တိုက်စစ်ပိုင်ထက်နေတဲ့9ဝက်ဆက်နေတဲ့စီဗီလာက မောက်ကောက်ကိုအိမ်ကွင်းမှာကိုးရဖို့ဆိုတာမခက်ခဲဘူးလို့ထင်တယ်ဆရာ။လက်ရှိအစားဈေးကွက်အရာမှာဆိုရင်လည်းကျွန်တော်တို့ Civila ကပါပြီးတော့ဟိုကျွန်တော်တို့0.5ဝင်ယူ0.5ဝင်ယူမှာလည်းလှပပါလေကြေးအောင်နေချင်းကျွန်တော်55လောက်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အလားလေကြိုက်တယ်ဆရာရဲ့ထပ်ပြောပါဘာပြီးတော့အဲစီဗီလာရဲ့နောက်ဆုံးဒီ2009နောက်ပိုင်းမှာတော့လက်ခံကစားခဲ့တဲ့ပွဲစဉ်တွေမှာသူက200သီဆက်ဂျေးမကြခင်100သီဂျေးကြပြီးရမယ်နောက်ရသီမှာဂျေးပြန်အောင်နေဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာစီဗီလာအောင်သွားမယ်လို့ထင်တယ်အနည်းဆုံးလည်းတိုက်စစ်က9ဂိုးလောက်ထိရနိုင်တဲ့အနေအထားမျိုးပြောမှဆိုရင်မာဟုတ်က9ဂိုးလောက်ထိ တကူရခဲ့ရင်တော့မှပဲစီဗီလာနှစ်ကိုပြန်သေးဖို့ခက်ခဲနေမယ်နေတာမျိုးပေါ့နော်ကျွန်တော်စီဗီလာပေါ်ဒီကြိုက်တယ်အဲ့တော့ကျွန်တော်တို့နေညအတွက်ပထမဆုံးပြင်မှတ်နေတဲ့စီဗီလာကိုရွေးချယ်မယ်ဒုတိယပြင်မှတ်နေတဲ့ကျွန်တော်တို့ဘယ်လဲဘန်လီနဲ့လီနဲ့ဒီအော်တတ်တဲ့တင်းတွေးတဲ့ပွဲစဉ်နော်လီကတော့လက်ရှိ level 50ပေးထားတယ်ဒီနေရာမှာပြတ်ကြည့်မယ်ဆိုရင်ဘန်လီကိုပြီးခဲ့တဲ့ယာတီကလည်း championship မှာလီကဒီ0.25ပဲပြန်ပေးထားတာဆိုတော့တက်ပြီးတော့အထူးဆန်းတော့မဖြစ်ဘူးနောက်တစ်ခုရှိတာကဘန်လီကလက်ရှိမှာကျွန်တော်ပြတ်ကြည့်မယ်ဆိုရင်ရက်လက်ပိုင်းကြာဆင်းနေတဲ့အတွက်ကြောင့်ဒီဒီတက်လက်ချင်းတူပေမဲ့ ဟိုပြီးခဲ့တဲ့ရာသီကတည်းကဈေးတန်းမြင့်လာတယ်လက်ရှိလီရက်လက်ကောင်းနေတာနဲ့ဆိုရင်ဒီဈေးတန်းကအကောင့်ဒီမှာပေးထားတဲ့အနေထားကပြန်ကြည့်မယ်ဆိုရင်မှန်ကန်တဲ့ဖွင့်မှန်ကန်တဲ့ဖွင့်လဲမှုမျိုးလို့ပြောလို့ရပါတယ်နော်ဆရာအမြင်အောင်ကျွန်တော်အမြင်အရကျွန်တော်ဗန်လီကတော့အခုဒါလက်တော်မှာတော့ဒါလီဒီမှာလီနောက်ဆုံးပရီးမီယာလီပွဲစဉ်တွေမှာဒါနိုင်ပွဲမရသေးတာနဲ့ငါးပွဲတော့တော့ရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့ဟိုသူ့အနေနဲ့ဟိုခန်းစစ်ကစားပုံလေးတည်းပါလေမဆိုးတဲ့အခါမှာအနေထားမှာဒီအခုအိမ်ဝင်းပွဲစဉ်မှာလီနေပေါ့နော်ဒါသူတို့နဲ့တင်းရလဲဒါအတွေ့အကြုံမိုင်းရပြောမယ်ဆိုရင်ချန်ပီယံရှစ်မှာလည်းတွေ့ခဲ့ကြတဲ့အစင်လာကြီး ဟိုရှိခဲ့ဘူးတဲ့အနေထားမှာဒီဒီဒီကြိမ်မှာတော့ကျွန်တော်အနေနဲ့ဗန်လီဦးရွေးချယ်တာမမှားဘူးလို့ထင်တယ်ဗန်လီရဲ့ဂျေးအောင်နိုင်ဂျုံလို့လည်းကျွန်တော်တို့ကဟိုဟိုနည်းနည်းအစွန်းထွက်နည်းနည်း surplus value လို့ခေါ်မှာပေါ့ဗျအစွန်းထွက်တန်ဖိုးရတယ်ဗန်လီဘက်မှာရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းဗန်လီကိုပဲရွေးချယ်ခြင်းနဲ့ဘာကြောင့်နောက်တစ်ချက်ကျွန်တော်စကော့ပါကနီးပြစကော့ပါကကိုကျွန်တော်သဘောကျတယ်ကစားသူ့ရဲ့ viewer ဘိုင်းကိုပေါ့နော်အဲ့တော့ကျဒီပွဲစဉ်မှာတော့ကျွန်တော်တို့ကဗန်လီကိုတော့ရွေးချယ်တဲ့နဲ့လီကတော့ဒါခပ်ပါပါ ဖွင့်လက်ဖွင့်လက်ထားတယ်လက်ရှိ level 50မှာတော့ဖွင့်လက်ထားတယ်ဆိုပြီးမလို့ကျွန်တော်ဘန်လီယာကျွန်တော်တို့အများကြီးပြောပွဲပူတာရှိပါတယ်အင်ရှင်အောက်အသင်းလက်မနီနဲ့ဆိုပြီးကီမျိုးပဲเนาะအဲ့တော့ကျွန်တော်လက်ဘန်လီကိုကြိုက်တယ်ဟုတ်ပြီတော့နောက်တစ်ခုရှိတာဘန်လီရဲ့အိတ်ဝဲမှာဆိုရင် Liverpool တကူပေးခဲ့ရတယ် Nottingham တကူပေးခဲ့ရတယ်တန်တက်ဂျင်2တဲ့ဆန်နလန်ကိုဂူးမပေးအောင်2သီးနဲ့၃ဘက်သားပြီး၃ဘက်သားလုံးချီအောင်လာတယ်တိုက်စစ်ကငကိုးပြန်ရတာလေလီအဲ Liverpool လို့တိုက်စစ်မျိုးတော်သူတကူပေးပြီးရောပဲထိန်းကစားနိုင်နေဆိုတော့ဘန်လီရဲ့လုံးနေဆိုအောင် ရှုံကြည့်လို့ရတယ်နောက်တစ်ချက်ကဗျာမမရှုံးနိုင်ဘူးလို့ကျွန်တော်ယူဆတယ်ဟုတ်တရေကြရင်တော့ကျွန်တော်တို့ကဗာပဲပြောပြား90စားရမယ်လေအဲ့ဒါကြောင့်အနေထားမျိုးမှမှဒီကြေးအောင်နိုင်ကျုံနဲ့ဆရာရဲခုနကပြုတ်သုံးသက်ပြားကလေးစတက်အနေထားရဲ့အခြေခံကိုကြည့်လိုက်ပြန်ဆိုရင်တော့မှဘန်လီယာအပိအသင်းထားတဲ့ ဟိုအသင်းလို့ကျွန်တော်တို့ယူဆပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒုတိယပြိမ့်မှန်အနေနဲ့ကကျွန်တော်တို့ဘန်လေးဘန်လေးကိုရေးချက်လိုက်တတိယပြိမ့်မှန်အနေနဲ့ဆရာပါပဲအရင်ပြောလိုက်အဲ့တော့တတိယပြိမ့်မှန်ကျွန်တော်တို့ဖူဟန်နဲ့အာဆင်နယ်ပွဲမှာလို့ကျွန်တော်တို့ဒါလန်ဒန်ဒါဘီပွဲလေးဖြစ်တယ်เนาะအာဆင်နယ်အနေနဲ့နေရာဒါဟိုအစင်လာတမန်အကြောင်းမှာတော့ဒါဖူဟန်အာဆင်နယ်ကိုဒုက္ခပေးနိုင်စွမ်းအမြင့်နဲ့အသင်းဖူဟန်ရဲ့အိမ်ခွေးမှာဆိုရင်ဒါအာဆင်နယ်ကနောက်ဆုံး၄ကြိမ်ဆက်လောက်ကိုဒါဟိုနိုင်ပွဲမရဘူးဟိုကြေးရအောင်ပေါ့เนาะအဲ့လိုမျိုးဖြစ်နေတဲ့အနေအထားမှာလက်တလုံး လက်ရှိတိုက်စစ်စားပုံစံနဲ့ကစားအားအရာပါဟိုကတာလုံနေတယ်ဖူရဲ့ခန်စစ်အားနည်းမှုနဲ့ဆိုရင်တော့ဟိုကြေးအောင်နိုင်ကျိုးရောပါကြေးအောင်နိုင်ကျိုးမှာထက်တော့မယ်ဆိုရင်တော့ဗျာဘာပဲပြောပြောကျွန်တော်တို့ကအာဆင်နယ်ကိုဒီဒီအခုအခုတလုံးတလုံးတလုံးတည်းကရန်ပေါက်နေတဲ့အနေထားမှာတော့အာဆင်နယ်ဟာဟိုအနံမရစရာအကြောင်းတော့ကျွန်တော်မရှိဘူးလို့မြင်တယ်ဖူရဲ့ဒုက္ခပေးနိုင်စွမ်းအားတမိုင်းအဆင်နာတခြားမှာသူ့အိမ်ခွင်းမှာဒုက္ခပေးနိုင်စွမ်းအားဒီကဒီကဒီနေ့အချိန်မှာတော့ ရက်တန်သွားပြီးနိုင်မီလို့ကျွန်တော်တို့ထင်တယ်ဗျာကျွန်တော်တို့အာဆင်နယ်သဘောကျတယ်ကျွန်တော်ဒီနေရာမှာအာဆင်နယ်နောက်ထပ်သဘောကျလာလေးတကူက2000ကနေပြီး2024ဒီဒီဖူဟန်အိမ်ခွင်းမှာအာဆင်နယ်လာကစားတဲ့အချိန်ဒီမှာဖူဟန်အိမ်ခွင်းမှာအာဆင်နယ်330တိနိုင်ပွဲမပြောက်ဘူးဟုတ်ကဲ့ဒီမတိုင်ခင်လက်ရှိနောက်ဆုံး200တိဆက်နိုင်ပွဲပြောက်ထားရဲဆိုပေမဲ့ဒီမတိုင်ခင်နောက်ဆုံး နိုင်ပွဲပြောက်ခဲ့တာ2009နဲ့2017မှာနှစ်ပွဲဟိုမဟုတ်2017နဲ့2012မှာပေါ့နော်နှစ်ပွဲဆက်နိုင်ပွဲပြောက်ပြီးရဲ့နောက်ပွဲတွေမှာ2013မှာပြန်ပြီးတော့နိုင်ပြီးတော့နိုင်ရဲ့ဟာနောက်ဆုံး23နှစ်တာကာလတွေမှာလည်းဒီဖူဟန်အိတ်ဝင်းမှာဆိုရင်အာဆင်နယ်နေနဲ့2009နောက်ပိုင်းကစပြီးတော့ပြန်ကြည့်မယ်ဆိုရင်တော့မှပဲဒီဖူဟန်အိတ်ဝင်းမှာအာဆင်နယ်ကပွဲတိုင်းဂိုးသွင်းထားနိုင်တယ်လက်ရှိကျွန်တော်ခြေသွင်းရပြန်ကြည့်မယ်ဆိုရင်ဖူဟန်နောက်ဆုံးနှစ်ပွဲဆက်ပြန်ရှုံးသွားတယ်ဒီညမှာအဝေးဝင်နှစ်ပွဲ3-1 3-1ဆိုလိုပြီးပဲခန်းစစ်ကဂိုးပေးခဲ့ရတယ်တစ်ဖက်ကကျွန်တော်တို့ဒီ အာဆင်နယ်ပြန်ကြည့်ပြန်တော့လေအာဆင်နယ်ရဲ့တိုက်စစ်ပိုင်းကနောက်ဆုံး၄ဘွဲ့ဆက်အတိကတပွဲအနည်းဆုံး၂ကိုးသွင်းထားနိုင်တယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီဘွဲ့တွေမှာအာဆင်နယ်ကိုအားပေးတာရွေးချယ်မှုထိုက်တန်တယ်လို့ပြောရမှာပဲနောက်ဆုံးဒီကျွန်တော်တို့လက်ရှိ၃ဘွဲ့ရွေးပြီးသွားတဲ့အချိန်မှာတော့ဘန်လီရဲ့အာဆင်နယ်ရဲ့ပြင်းပြလိုက်တဲ့အခါဆိုရင်ကျွန်တော်တို့လာလီဂါတွေကဆိုစီဗီလာဒီလက်ရှိဘွန်နဒီကာတွေကဆရာဆရာကျွန်တော်တော့တပွဲရေးထားတယ်ကျွန်တော်အဲ့ဘွန်ဒက်လီကာမှာကျွန်တော်အပိုင်လို့တော့မပြောချင်ကျွန်တော်သဘောကျတာပေါ့နော်သဘောကျပြီးကျွန်တော်လည်း ဒါဂျာနယ်မှာလည်းကျွန်တော်ရေးသားထားပါတယ်စပယ်ဆယ်ဘောလုံးမှာလည်းဆိုတော့ရေးထားတယ်ဆိုတော့ဂျာမန်ဘွန်လက်တကဘိုးစင်းနေလေစနေအတွက်အကောင်းဆုံးဘော်ဒီတန်ဖိုးကြီးထိုးကွက်ပြစ်ကိုကျွန်တော်ကတော့ live sick ကိုရွေးချယ်ထားတယ်ဒါအာရှဈေးဝင်ရော1.25နဲ့ဒါမြန်မာဈေးတန်း1.60 1.60 60ပေါ့နော်အဲ့လိုဆိုဖွင့်လှစ်ထားတဲ့အနေအထားမှာဒါဒီဈေးတန်းအရာက live sick ကြီးအောင်နိုင်ကြီးက54.1%ခန့်လောက်တိရှိနေတယ်ဘူဂီအတွက်ကဲသူကအပေါင်းတန်ဖိုး ဟို0.09ဆိုတာဒါ6ပြားလောက်ပြနေတဲ့အနေအထားကိုပြောတာအဲ့ဒါ6ပြားလောက်ရှိနေတာကိုတွေ့ရတဖက်သင်းကတော့ဒါသူရင်ဆိုင်မှာဟန်ဘက်ပဲဟန်ဘက်ကတကယ်တော့ကြေးအောင်နိုင်ကြီးဒီနဲတယ်ဘိုကီတို့လည်းအနှုတ်တန်မှုပြနေတော့ကျွန်တော်တွေ့ရတယ်ဒီ live six ကတော့ဒီအစင်လာပိုင်းရပြန်ပြောမယ်ဆို live six ကဒီနောက်ဆုံးဟန်ဘက်နဲ့တွေ့ခဲ့တဲ့6ချိန်ရင်ဆိုင်ခဲ့တဲ့အခါမှာသူကတစ်ချိန်ပဲရှုံးခဲ့ဘူးလေအဲ့ဒီ6ချိန်မှာအခု body ဝင်ရိုး1.2 fight ဝင်ရိုးနဲ့ကြီးရတစ်ချိန်မဲ့ထွက်ခဲ့ဘူးလေအဲ့ဒီတစ်ချိန်ထွက်ခဲ့တဲ့မှာ live six က2-0နဲ့ရတဲ့နဲ့အနိုင်ရပြီးတော့ဟန်ဘက်ကိုကြီးအောင်နိုင်တာကို ကြေးလဲအောင်လဲရလဲအရာလဲနိုင်ရခဲ့တာတွေ့ရတယ်ဒါတော့ဒါကတော့ကျွန်တော်ကြေးစရာအရာလက္ခဏာအရာပြောတာပေါ့နော်လက်ရှိခြေစုံပိုင်းကလည်းလိုက်စစ်ကဒါကစားပုံတည်နေနေလေလိနောက်ဆုံး၅ပွဲဇက်တိုက်လဲရှုံးပွဲမရှိဘူး၄ချိန်ဇက်လဲအနိုင်ရထားလဲနောက်ဆုံးပွဲစဉ်မှာတော့ဒါဒေါမွန်နဲ့တည်ရကြခဲ့တယ်အဲ့ဒီတော့ကျွန်တော်အနေနဲ့ဒီဟာဟန်ဘက်ကအဝေးကွင်းခန်စစ်အားပိုင်းနည်းမှုနဲ့ဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ဒါလိုက်စစ်ကခုနကြေးစရာအစင်လာရဲတန်ဖိုးဖော်မြူလာရရဲလက်ရှိကြေးဟိုလက်ရှိခြေစုံအနေထားအရာပါကျွန်တော်ကတော့ ဟို live set ကိုစနေအတွက် body တမိုးရှိထိုးပဲပြကျွန်တော်ယူရတယ်ဟုတ်ဆရာကျွန်တော်အမြင်အရပြောရမှာဆိုရင် live set နဲ့ဒီ handbag နဲ့က2019 2018နောက်ပိုင်းပြန်လဲတွေ့ဆုံနေပွဲတင်ပေါ့နော်လိပ်ပွဲတင်အနေနဲ့ဆိုရင်လက်ရှိမှာပြန်ကြည့်မှာဆိုရင်ဟို live set ကတော်တော်လေးခြေစွမ်းတည်ငြိမ်နေတယ်လို့ပြောလို့ရတယ်နောက်ဆုံး၅ပွဲမှာဆိုရင်၄ပွဲနိုင်တယ်ဒီ Dortmund နဲ့တပွဲပဲတည်ကြတယ်ခန်းစစ်ပိုင်းကပြန်ကြည့်ပြန်တော့လဲတော်တော်လေး strong နေရတယ်လို့ပြောလို့ရမယ်သူ့အနေနဲ့ကိုလုံးဦးမဲ့တကူပေးကြရတယ် Dortmund ဦးမဲ့တကူပေးကြရတယ်ကျန်တဲ့ပွဲတင်တွေမှာတော့ clean sheet ယူထားနိုင်တယ်၅ပွဲသလုံးနဲ့ချေးအောင်ထားတယ် ါကရာသီဥစားမှာဘိုင်အမြူနစ်ကို6-0လို့ရှုံးပြီးရဲ့နောက်ပိုင်းသူ့ရဲ့အကောင်းဆုံးပုံစံပြန်မြင်ရတယ်တစ်ဖက်ကဟန်ဘက်ကလည်းလက်ရှိမှာပြန်ကြည့်မယ်ဆိုရင်ဒါ main score တော့ဒါ၄ခုပြန်နေတဲ့တော့အနိုင်တော့ရတာပဲပြင်းနေပါလိမ့်မယ်တင်းကစားတယ်ဟိုပြောမယ်ဆိုသူကစားမဆိုးဘူးဆိုပေမဲ့အဝေးကွင်းရက်လက်ပိုင်းဒီမှာဆိုရင်ပြီးခဲ့တဲ့ရာသီဘွန်နယ်လီကာဒူးမာတွေကတိတ်ပြီးတော့အားရတဲ့ကမကောင်းတယ်လို့ဒီရာသီဘွန်နယ်လီကာရဲ့အဝေးကွင်းတော့ပွဲမှာဆိုလဲဂလာဘက်ကိုဂိုးမသွင်းနိုင်ဘူးယူနီယံဘာလင်ကိုဂိုးမသွင်းနိုင်ဘူးဘိုင်ယန်မြူးနစ်ကို၅ခုပြီးခဲ့ရတယ်ဆိုသူကအဝေးကွင်းရောက်ဖင်ပိတ်ကန်တဲ့ပုံစံမျိုးထဲမှာရှိတယ် ဟိုခန့်စစ်ကဂိုးမပေးရအောင်ပဲဥတီကစားတယ်ဒီနေရာမှာတခုရှိတာက तू ဥဆောင်ကိုပြိုင်ဘက်ကိုပေးလိုက်ရပြီဆိုရင်ဟန်ဘက်အနေနဲ့နောက်ကဂိုးပြန်ရဖို့ဆိုတော့မလွယ်တော့ဘူးပြကျွန်တော်က live set ကိုပဲအားပေးလိုက်ပေးလိုက်မယ်နော်ဟုတ်ဆိုတော့ကျွန်တော်စနေညတက်လက်၄ခုကျွန်တော် တက်တက်လုပ်လိုက်တယ်နော်ပထမဆုံးကကျွန်တော်တို့စီဗီလာပြီးတော့ကျွန်တော်တို့ team league တွေကကျွန်တော်တို့ arsenal နဲ့ကျွန်တော်တို့ဟိုဘန်လီဒါကျွန်တော် bundesliga အနေနဲ့ live set ကိုရွေးချယ်လိုက်ပါတယ်အားလုံးပဲအောင်ပါစေဟုတ်